မင်္ဂလာပါရှင်မြန်မာနိုင်ငံရဲ့ဘေးထုတ်လုပ်မှုဟာဆယ်စုနှစ်အတွင်းအမြင့်ဆုံးအခြေအနေရောက်လာတယ်လို့ကုလသမဂ္ဂကပြောပါတယ်မြန်မာထိုင်းနယ်ဆက်ကရင်ပြည်ထဲကကြားဖြတ်လုပ်ငန်းနေနေမှုတွေမှာစစ်ကောင်မရှင်ရဲ့လောရက်တွေပေါ်ဝေဖန်မှုတွေပြင်းထန်နေပါတယ်တော်လည်ရေးတပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့ဂရင်းပြည်ဂေလျာမြို့နယ်မှာစစ်ကောင်မရှင်ကကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲကိုဂရင်းပြည်လူငယ်များတပ်မက UKSY ကလူထုနဲ့တွေ့ဆုံပြီးစစ်ကြေးရေးလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ် လသမကမူရစ်ဇေဝါနဲ့ရဇဝမှုဆိုင်ရာရုံး UNODC ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိတ်ဆိုင်ပြမှုဟာဆယ်စုနှစ်အတွင်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာပြီးတနိုင်ငံလုံးဘိတ်ထုတ်လုပ်မှုတန်ချိန်1030အထိရှိလာခဲ့ပါတယ် UNODC အစီရင်ခံစာကမြန်မာနိုင်ငံဟာစီးပွားရေးအခက်အခဲနဲ့မတည်ငြိမ်မှုတွေကြောင့်ဘေးစီးပွားရေးပြန်လည်အစပြုနေပြီလို့တတိပေးထားပါတယ်။ ဒီလိုတိုးလာမှုမှာပြည်နယ်တွေရဲ့အခြေအနေကတိတိတသားကိုမြင့်သက်လာနေတာပါရှမ်းပြည်ကတနိုင်ငံလုံးရဲ့80ရာခိုင်နှုန်းနှီးပါနဲ့ဥဆောင်နေပြီးချင်းပြည်မှာဆိုရင်လည်းအရင်နှစ်ထက်26ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ကရနီပြည်မှာတော့23ရာခိုင်နှုန်းတိုးလာသလိုချင်းပြည်မှာလည်း3ရာခိုင်နှုန်းတိုးလာပြီးစကိုင်းတိုင်းမှာဆိုရင် အရင်ကစိုက်ပျိုးမှုမရှိရာကနေပထမဆုံးအကြိမ်ပြိဘိတ်စိုက်ပျိုးမှုတွေတွေ့ရှိလာရပါတယ်။ ကမ္ဘာဘေးဇီနှုန်းဟာတကီလိုကိုဒေါ်လာ320ကျော်အထိမြင့်တက်လာနေလို့လည်းအခုလိုစိုက်ပျိုးမှုတိုးလာနေတာလို့အစီရင်ခံစာကဆိုပါတယ်။တစ်ဖက်မှာလည်းနဘက်တိဘိတ်ထုတ်လုပ်တဲ့အာဖဂန်နစ္စတန်ကထုတ်လုပ်မှုကျဆင်းလာနေတာကြောင့်ကမ္ဘာဘိတ်ထုတ်လုပ်မှုမှာမြန်မာနိုင်ငံကအဓိကနိုင်ငံဖြစ်လာပါတယ်။ ဒီအခြေအနေဟာမြန်မာနိုင်ငံအတွက်အရေးကြီးဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ပြီးရေရှည်မှာဘေးစီးပွားရေးပိုပြီးကြီးထွားလာနိုင်တယ်လို့ UNODC ကထုတ်ပြန်ချက်မှာတတိပေးထားပါတယ်မြန်မာတိုင်းနဲ့ဆက်ကရင်ပြည်ထဲကကြားဖြတ်လုပ်ငန်းနေနေမှုတွေမှာစစ်ကောင်မရှင်ရဲ့လုံရက်တွေပေါ်ဝေဖန်မှုတွေပြင်းထန်နေပါတယ် စစ်ကောင်စီကောင်းဆောင်ဘူချုပ်မူကြီးမင်းအောင်လှိုင်ဟာအမေရိကန်ကဝင်ရောက်လာမှာကိုစိုးရိမ်နေပြီးသူတို့ရဲ့လက်အောက်ခံတပ်တွေနဲ့ပူးပေါင်းပြီးဟန်ပြနေနေမှုတွေလှုပ်ရင်းတပ်တွေအထောက်အထားတွေကိုဖျက်ဆီးနေရလို့ပြည်သူတွေကထောက်ပြနေကြပါတယ်စစ်ကောင်မရှင်ပြောရေးဆိုခွင့်ရှိသူဘိုချိုဇိုမီထိုက KNU ကိုကြားဖြတ်လုပ်ငန်းတွေလုပ်နေတယ်လို့ထက်ခါတလဲလဲဆွဆွဲနေတာဟာအမေရိကန်ရဲ့နေနေရေးအဖွဲ့ကတိုက်ရိုက်ဝင်ရောက်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့လိလသူတွေကသုံးသပ်ပါတယ် လက်ရှိမှာစစ်ကော်မရှင်ဟာသူတို့ထိန်းချုပ်တဲ့ KK ပတ်နဲ့ရွှေကုတ်ကူကကြားဖြတ်လုပ်ငန်းခွင်အဆောက်အုံတချို့ကိုဝင်ရောက်ဖျက်ဆီးပြနေပေမဲ့ဒါဟာတတိခဲပစ္စည်းတွေကိုဖျက်ဆီးနေတာသာဖြစ်တယ်လို့ပြည်သူတွေကြားဝေဖန်နေကြပါတယ်တဖက်မှာတော့ KNU နဲ့ PDF ပူပေါင်းတပ်တွေဟာ DKBA ကအကာအကွယ်ပေးထားတဲ့ကြားဖြတ်ဝင်းတွေကိုဝင်ရောက်စီးနင်းထားပြီးဖမ်းမိတဲ့ကြားဖြတ်လုပ်သားတွေကိုနေရပြန်ပို့ဖို့စီစဉ်နေတာဖြစ်ပါတယ်။ ဒါပြင်သိစီရမိတဲ့တက်တီပြည်စီတွေမပြောင်းပြတ်ဖို့ကိုလည်းခယူဆိုင်လောက်ကင်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဂရင်းနီပြည်တွင်နိုဝင်ဘာလကနေဒီဇင်ဘာလအစောပိုင်းအထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အပြင်လူခွင့်ရချိုးဖောက်မှုတွေလည်းမြင့်တက်နေတယ်လို့ဂရင်းနီတော်လှန်ရေးတပ်တွေနဲ့လူခွင့်ရဖွဲ့တွေကပြောပါတယ်။ အဓိကတိုက်ပွဲသတင်းအနေနဲ့ရှန်ဂရီနေဆက်ဒေသမှာရှိတဲ့တောင်စလုံးရွာနဲ့မြောက်စလုံးရွာကြားမှာရှိတဲ့စစ်ကွန်မရှင်တန်နယ်ပအုပ်ပြည်သူစစ် PNO တို့ရဲ့ပူပေါင်းကင်းစခန်းတစ်ခုဟာနိုဝင်ဘာလ29ရက်နေ့မှာဂရီနီတော်လန်ရေးတပ်တွေရဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရပါတယ်ဒီတိုက်ခိုက်မှုမှာစစ်ကောင်မရှင်နဲ့ PNO ဘက်က12ရောက်လောက်တိုက်စုပ်ခဲ့ပြီးလက်နက်ငယ်9လက်သိမ်းဆီးရမိခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်တဒေရင်မြစ်တွေကအတည်ပြုပါတယ် ဒါပြင်လွိုင်ကော်မြို့နယ်ကုံပေါင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဟာလည်းနိုဝင်ဘာလ10ရက်နေ့ကတော်လရင်တပ်ပေါင်းစုတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်မရှင်တပ်ဖက်ကအယောက်20လောက်တိစုပ်ခဲ့ပြီးလက်နက်တွေပါတိုက်ပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဒီလိုပြင်းထန်နေတဲ့တိုက်ပွဲတွေကြားမှာဂရနီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်စုမူခူးလို့ရတယ်ဟာလဲနိုဝင်ဘာလ30ရက်နေ့ကထိတွေ့တိုက်ပွဲတစ်ခုမှာကြာဆုံးခဲ့ရတယ်လို့ KNDF ကထုတ်ပြန်ပါတယ်တချိန်တည်းမှာပဲဂရနီလူခွင့်ရဖွဲ KNHRG ရထုတ်ပြန်ချက်အရနိုဝင်ဘာလတလအတွင်းမှာစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေပါဝင်လူခွင့်ရချိုးဖောက်မှုဖြစ်စဉ်ပေါင်း25ကြိမ်အထိရှိခဲ့ပါတယ် ဒီချိုးဖောက်မှုတွေကြောင့်စုစုပေါင်းအရက်သား16ယောက်တည်ဆုပ်ခဲ့ပြီး54ယောက်ထိခိုက်ခဲ့ပါတယ်။ KNHRG ကတော့စစ်ကောင်မရှင်တပ်ဟာနေမြေထိချုပ်ဖို့အတွက်လူထုတွေရှိတဲ့နေရာတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်စစ်ပေးရှောက်တွေအတွက်အငက်ပေးရင်ဆိုင်လာရနိုင်တယ်လို့တတိပေးပြောဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအတိုက်ပင်ခံကောင်စီ NUCC ကအင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုမှာစစ်ကုမရှင်ကိုဇလဲရီနဲ့တွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းထွက်ပေါ်မှုအပေါ်တွေ့ဆုံခဲ့တာလုံးဝမရှိဘူးလို့ဒီဇင်ဘာလ၄ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကတော့နိုဝင်ဘာလ25ရက်နေ့ကနေ30ရက်နေ့အထိအင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဆိုင်ရာအထွေအကြုံများကိုမျှဝေခြင်းအလို့ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာတခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ NUCC ကိုယ်စားလှယ်၂ရောက်တက်ရောက်ခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့စစ်တပ်ကအုပ်ချုပ်ရေးကနေစစ်တမ်းလျားကိုပြန်သွားတဲ့အထွေအကြုံတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။ ထိုင်မဲ့ဒီဆွေးနွေးပွဲကိုမြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်တွေကိုလည်းတိကျဖိတ်ခေါ်ပြီးအတွေ့အကြုံတွေမျှဝေပေးခဲ့တာကြောင့်တော်လရင်အင်အားစုတွေနဲ့စစ်ကော်မရှင်ကိုယ်စားလှယ်တွေတွစ်ဆုံတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးသတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။ဒီပေါ်မှာ NUCC ကသူတို့ကိုယ်စားလှယ်တွေဟာစစ်ကော်မရှင်ကိုယ်စားလှယ်တွေနဲ့ဘယ်နေရာဘယ်အခြေအနေမှာမှတွစ်ဆုံခဲ့ခြင်းမရှိဘူးလို့ရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။ NUCC အနေနဲ့ Federal Democracy ဒိန်းညပါကတိကဝတ်တွင်နဲ့နိုင်ငံရေးလဲပြမြေပေါ်အတိုင်းသာဆက်လက်ကိုက်ဆွဲရည်တည်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကနေတန်ယုံပိတ်သိမ်းမဲ့နိုင်ငံအရေးအတွက်ဟာတဖြည်းဖြည်းများလာနေပါတယ်။ဒီဇင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်အရဒိမန်နိုင်ငံဟာလာမယ့်2026ခုနှစ်နှစ်ကုန်ပိုင်းမှာရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့သူတို့ရဲ့တန်ရုပ်ကို ပိတ်သိမ်းရုံးမယ်လို့တယ်ယဝင်ကြေညာလိုက်ပါတယ်။ ဒိမက်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ရမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပူးပေါင်းဆောင်ရွက်မှုတွေတိတိတသားရော့ကျလာတာနဲ့အပြောင်းလဲဖြစ်လာနိုင်တဲ့အလားအလာမရှိသေးတာကြောင့်တန်ယုံပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာလို့ဖော်ပြထားပါတယ်ဒိမက်နိုင်ငံခြားရေးဝန်ကြီးကကဘာကမြန်မြန်ဆန်ဆန်ပြောင်းလဲနေပြီးဒီထက်ပိုကောင်းတဲ့လမ်းကိုသွားကြမယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒီလိုတန်ရုံပိတ်သိမ်းတာဟာဒီရဲ့ပါအသွင်းမှာပဲဖင်လန်နိုင်ငံကလည်းနိုဝင်ဘာလ28ရက်နေ့ကကြီးညာခဲ့ပြီးတဲ့နောက်ဒိမက်ကဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။ဒါအပြင်2023ခုနှစ်ဆီယနာသိပ်ပြီးနောက်ပိုင်းမှာဩစတြေးလျနဲ့နယူးဇီလန်တို့ကလည်းသူတို့ရဲ့တန်ရုံတွေကိုအချိန်ပိုင်းပိတ်သိမ်းတာဒါမှမဟုတ်ဝန်ဆောင်မှုရှော့ချခဲ့တာတွေရှိတာကြောင့်မြန်မာကနေတန်ရုံပိတ်သိမ်းတဲ့နိုင်ငံအရေးအတွက်ဟာစုစုပေါင်း၄နိုင်ငံဝန်းကျင်အထိရှိလာခဲ့တာဖြစ်ပါတယ်။ ဒိမက်ကတော့မြန်မာကနေထွက်ခွာပြီးမဲ့အရှိတအာရှဒီတာမှာ VNN နိုင်ငံကသူ့ရဲ့တန်ရုပ်ကိုအစင်းမြစ်ပြီးစီးပွားရေးပိုင်းမှာအာရုံစိုက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။အိန္ဒိယမြန်မာနယ်စပ်မှာဒီတာခေနာဂလူထုကပြပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားကပဲခြံစည်းရိုးကာဖို့လုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ UTNC နဲ့ဒီတာခေတွေကအတည်ပြုပါတယ်။ ဒီစီမံကိန်းဟာမိသားစုချင်းဆက်ဆက်ရေးတွေကိုပါဖျက်တော့စေတဲ့အတွက်လောဝလက်မခံဘူးလို့နာဂလူထုက ပြပြင်းထန်ထန်ဆန္ဒပြနေပါတယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်အိန္ဒိယမြန်မာနယ်စပ်မှာခြံစည်းရိုးကာယံရေးစီမံကိန်းကိုဒေသခံနာဂလူထုကပြပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားကပဲအိန္ဒိယဘက်ကလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်လက်ရှိမှာအိန္ဒိယဘက်ကလုပ်ငန်းတွေကိုဘယ်လိုဆက်လက်လှုပ်ဆောင်နေလဲဆိုတာကိုသိရှိနိုင်ဖို့ညညတော့တန်ရှန်းနာကောက်စီ UTNC ရဲ့ ာဝန်ရှိသူတွေနဲ့ဒေတာခန့်တွေဟာနေဆက်မတတစ်ခွန်သုံးနာလုပ်ငန်းခွင်ကိုဒီရက်ပိုင်းအတွင်းတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ဒီကျွန်တော်တို့ UTNC ရဲ့ Water to ပြန်ချက်အဲထွက်ပြီးနောက်တော့ဒါ၃ချက်လောက်တို့နားထားတယ်ပေါ့။တို့မီတာတရားလောက်တော့ရှိနေပြီတဲ့ဒီ before တစီနဲ့လှုပ်လှုပ်နေတာတော့တွားတွေ့တယ်ဗျ။ဟုတ် UTNC ကနိုဝင်ဘာလ16ရက်နေ့မှာကန့်ကွက်စာထုတ်ပြန်ခဲ့ပြီးတဲ့နောက်လုပ်ငန်းခွင်ကိုရည်ရည်ရနာထားခဲ့ပြီးမြဲ နိုဝင်ဘာလ29ရက်နေ့ကစပြီးအထက်ညွန်ကြားချက်ဆိုတဲ့အကြောင်းပြချက်နဲ့ချက်စီယုတ်ကံရံကိုပြန်လည်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။နိုယွန်ဒေတာခံအမျိုးသားတယောက်ကလည်းဆက်ရံတရားတွေနဲ့ဆက်လက်လှုပ်ဆောင်နေတာကိုမြေပြေကိုင်းစင်းရေးတွေ့ခဲ့ရတယ်လို့ပြောပါတယ်။အဲသူကစပီရောလုပ်နေတာတွေ့ရတယ်ဗျဟုတ်အဲသူဒီတိုင်းလုပ်နေကြတယ်ကျွန်တော်လည်းလေ့လာတဲ့သဘောနဲ့တွားကြည့်တာပေါ့နော်တွားကြည့်တော့သူဒီ အဲဘူဒူဇာ before what before ပါတယ်ဘူဒူဇာပါတယ်သူတို့စိတ်ရမ်းရရင်လည်းတော့လျှောက်တူးနေရတော့တွေ့တယ်ဒေတာခန္ဓာကလူထုအကဒီချန်စီယုတ်ကာရတာဟာသူတို့ရဲ့နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့လူမှုဆက်ဆံရေးနဲ့မိသားစုဆက်ဆံရေးကိုလောဝဖြတ်တောက်လိုက်တာမျိုးဖြစ်တယ်လို့ဆိုပါတယ်ဆိုဖက်လည်းကျွန်တော်မိသားစုတွေရှိတယ်ဖက်ဖက်ကျွန်တော်မိသားစုတွေဆိုတော့ကျွန်တော်ဘာလို့လဲကိုလို့ဆက်ဆံနေအဲအထက်လိုရင်တစ်ဖက်ပေါ့နော် တို့ paper ကူညီပြီးတော့ဒေါ်လာဆက်ဆံနဲ့ဒီ delay ရှိတာပေါ့ကျွန်တော်ဒီ transfer ကလည်းချင်အားပြီးကျွန်တော်တို့ကိုဟိုကျွန်တော်တို့အချင်းကြားထဲမှာ ခွေးချပေးလိုက်လို့ဖြစ်သွားတာပေါ့ဒီခါကျတော့ဒီပုံမှာတော့ကျွန်တော်တို့ကနေပြီးတော့လုံးဝဟိုလက်ခံလို့ရတဲ့အနေအထားမရှိဘူးပေါ့နော်ဟိုရှင်းရှင်းပြောမယ်ဆိုရင်တော့ဟိုအယူရှင်းဆုံးပြောမယ်ဆိုတော့ဒီပုံမှာကျွန်တော်တရားရခိုင်တော့ကန့်ကွက်တယ်ဗျအိန္ဒိယဘက်ကတော့ဒီစီမံကိန်းဟာဖို့အစိုးရရဲ့မူဝါဒနဲ့ လုံခြုံရေးအရာမဖြစ်မနေလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းအကြောင်းပြချက်ပေးပြီးဆက်လက်အကောင့်ထဲပေါ်နေတာဖြစ်တယ်လို့ UTNC ကပြောပါတယ်။ဒါပေမဲ့ UTNC ကတော့ဒေတာခံလူထုရဲ့စံတအတိုင်းချန်စီယိုကာယာနေကြတာကိုလောဝရတပေးဖို့ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီးအိန္ဒိယဆိုရကဆက်လက်သိမ်းမာနေရင်ကန့်ကွက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်ဆောင်သွားမယ်လို့နိုဝင်ဘာလ28ရက်နေ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ တော်လရင်တပ်ဖွဲ့တွေထိချုပ်ထားတဲ့ဂရနီပြည်ကေလျားမြို့နယ်မှာစစ်ကွန်မရှင်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုလူထုနဲ့တွဲဆုံပြီးစန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်လို့ UKSY ကထုတ်ပြန်ပါတယ်ဒီရွေးကောက်ပွဲကိုဆက်ကျင်ဖို့အတွက်နေရမပြန်ပဲဆက်လက်ရည်တည်ပေးဖို့ကိုလည်းဒေသခံတွေကိုတောင်းဆိုထားပါတယ်။ဒီကြောင့်ကုစော်ဘွေကတင်ဆက်ထားပါတယ်။တော်လရင်တပ်ပွဲတွေထိန်းချုပ်ထားပြီးဂရနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အုတ်ချုပ်ရည်ရန်နရာတက်ရောက်နေတဲ့ကေလာမြို့နယ်မှာစစ်ကောင်စီကချင်းပမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ခရီးနီပြည်လူငယ်များသမဂ UKSY ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုကိုနှွေမာလာ29ရက်နေ့ကကေလာမြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆန့်ကျင်ရေးဆိုင်ရာလူလူတွဲဆုံမှုတစ်ရက်အနေနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာကျေးရွာလိုက်အုပ်ချုပ်ရေးမှုတွေစစ်ဘေးရှောင်ကော်မတီတွေဆရာဆရာမတွေနဲ့လူငယ်ကော်မတီတွေအပါအဝင်လူဦးရေ60လောက်တက်ရောက်ခဲ့ပါတယ်။ စစ်ကော်မရှင်ကနေချစ်ပပြုလုပ်မဲ့ဒီတူရောင်ရွေးကောက်ပွဲစာရတကိုကျွန်တော်တို့ဗီဒီယိုထူနာတော်တိတ်ဆုံတာဖြစ်တယ်ပေါ့နော်အဓိကတော့ဗီဒီယိုထူရဲ့စာတတ်ဖို့ထားကဘလို့ရှင်နေရှိလေဆိုမျိုးပေါ့နော်ဆွေးနွေးပွဲမှာစစ်ကော်မရှင်ရဲ့ခေဆက်ဆက်ရွေးကောက်ပွဲအခြေအနေတွေနဲ့လက်ရှိကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲအခြေအနေတွေကိုလူလူနဲ့အပြန်နဲ့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ဒီလမျိုးနေနေနဲ့ကတော့စက်ကကော်မရှင်နဲ့သူတို့ရဲ့ဟိုလက်အောက်ခံတွေက CEO လို့ဆော်ရတာတွေတော့ ဟိုရှိမှာပဲပေါ့နော်ဆိုတော့ရှိတယ်ဒါပေမဲ့တို့တော့လဲတို့တို့ဂျာတိထားတရားဒီလောက်ကတော့ဖစ်စတိုမျိုးနေကိုပြန်မယ်လူတွေခေချင်းကတော့နေတယ်ပေါ့လေဟိုတခြားတော့တို့ဟိုဘီတလူထူနေသူအလောရက်တီမြေဆိုတော့ကိစ္စမျိုးတော့တို့ပို့ပြီးတော့များလာတို့တော့ကလည်းတို့စက်ကမရှိလောက်မဲ့ယူကပ်ပေါ်တော့တို့လဲဟိုစက်ချစ်ချောင်းဆိုတာမျိုးပေါ့နော်အဲတို့တော့ဟိုလက်ရှိနေသေးတော့အဲ့လိုရက်တီပြီးနေရပေါ့ စစ်ကောင်မရှင်ကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲစတင်ကျင်းပမယ်လို့ကြေညာထားပြီးခရီးနီပြည်အတွင်းကလွိုက်ကောတီမော့ဆူဖရူဆွန်နဲ့ဘောလ်ကန်မြို့နယ်တွေပါဝင်ပါတယ် UKSY အတွင်းရင်းမှုကတော့တော်လန်ဤကာလ9နှစ်အတွင်းအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ပြည်သူအများစုကိုနေရက်ကိုမပြောင်းပဲစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ပေးကြဖို့တောင်းဆိုခဲ့ပါတယ်စစ်ကောင်မရှင်နဲ့ချစ်ပါပြုလုပ်တဲ့အထူးရောက်ရွေးကောက်ပွဲကိုတော့ပီတူလူထုအနေနဲ့တဒစ်စကာရာပါချင်တာဟို အဲ့တော့လက်ရှိနေတာဌာနဲ့ဟိုမျိုးတွေမျိုးပေါ်တွေပြန်လာပြန်ဝင်လာတဲ့ကိစ္စမျိုးကျတော့ကျွန်တော်အနေနဲ့ဘီထူထူနေတဲ့အားတွေမလုပ်ပဲနဲ့ဆက်လက်ပြီးတော့ထောက်ခပ်ပြဖို့ဒီလိုရွေးကောက်ပွဲစတင်ရင်လှူရှာမှုတွေကိုကေလာမြို့နယ်အပြင်နှွေမလာ28ရက်နေ့ကလည်းလွိုက်ကော်မြို့နယ်ထဲကမြင်းပြင်းတနေရာမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဥဆောင်ပြီးကမ်ပိန်းတွေပြုလုပ်ခဲ့သေးတယ်လို့ဆိုပါရယ် စည်းစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချင်းမြေကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။